ကျမ်းသာကျမ်းသူများမင်္ဂလာပါဆရာကတော့ဒသမတန်တင်ရိုးတည်မြန်မာစာပါဒရက်ကိုတင်ပြဆွေးနွေးသွားမယ်ဆရာဦးအောင်ဖြစ်ပါတယ်ဆရာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့တူတဲ့အပြောပုံစံဖြစ်တဲ့ဂျာပန်စကားပဲဖြစ်ပါတယ်ဒီသင်ခန်းစာကိုလေ့လာခြင်းအဓိကရည်ရွယ်ချက်ကတော့စင်မြင့်ပေါ်မှာဂျာပန်စကားပြောတတ်စေဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ် အဲ့တော့ဂျာပန်စကားပြောတဲ့အခါမှာလိုက်နာမဲ့အစည်းအဝေးရှိပါတယ်။အဲ့ဒီလိုက်နာမဲ့အစည်းအဝေးကကိုနေဟန်သားဆိုင်ရာအစည်းအဝေးချက်တွေဂျာပန်စကားပြောစင်နေဆိုင်ရာအစည်းအဝေးချက်ဆိုပြီးတော့အစည်းအဝေးချက်နှမျိုးရှိပါတယ်။ကိုနေဟန်သားဆိုင်ရာအစည်းအဝေးချက်တွေကဘာလဲဆိုတော့ဂျာပန်စကားပြောသူဟာဆိုလို့ရှိရင် မိုက်ခရိုဖုန်းရှေ့မှာရက်ပြီးတော့ပရိသတ်ဘက်ကိုတက်တက်လှည့်ရမယ်။ပြီးရင်ခြေနှောင်းပေါ်မှာဟန်ချက်ကြကြတက်တက်မမမရက်ရပါမယ်။နောက်လက်ကိုဘေးနှစ်ဖက်မှာခြာထားရမယ်။ ကြာပန်းစကားမပြောမီမိုက်ခရိုဖုန်းကိုကိုနှစ်အန်ကိုက်ဖြစ်အောင်ပြုပြင်ရမယ်။မိမိပါးစပ်နှစ်တက်တဲ့ရှိပြီးတော့အကွာအဝေးကတော့တပေခန့်ရှိရပါမယ်။မိုက်ခရိုဖုန်းကိုဖြုတ်ပြီးတော့ပြောဆိုခြင်းမပြုရဘူး။နောက်စင်ပေါ်မှာမိုက်ကင်ပြီးတော့လမ်းလျှောက်ပြောခြင်းမျိုးကိုလည်းရှောင်ကြဉ်ရပါမယ်။မပြောမီမိုက်ခရိုဖုန်းကိုလက်ဖြင့်ခောက်ခြင်းပါးစပ်ဖြင့်မှုတ်ခြင်းများကိုလည်းအထူးဂရုပြုရှောင်ရှားရပါမယ်။အတန်မထွက်ဟုထင်လို့ရှိရင်လက်ဖြင့်အသာရစံကြည့်ရပါမယ်။ ါကတော့ကိုနေဟန်တားဆိုင်ရာစီကံချက်တွေပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ဂျာပန်စကားပြောဆိုနေဆိုင်ရာစီကံချက်တွေ။အဲ့ဒီစီကံချက်တွေကဘာလဲဆိုတော့မိမိစိတ်ကြိုက်ပြင်ဆင်ထားတဲ့နှုတ်ဆက်စကား၊မိတ်ဆက်စကား၊ဏ္ဍန်စကားတွေကိုတည်ငြိမ်အိန္ဒိယရစွာစတင်ပြောဆိုရပါမယ်။ဏ္ဍန်စကားပြောနေရင်လည်းကောင်းစဉ်အရာဘာပြောမယ်ဆိုတာကိုစဉ်းစားထားရမယ်။အဲ့ဒီနောက်ကောင်းစဉ်ရဲ့အတိတ်ဘက်ကိုရှင်းပြရမယ်။မိမိဖတ်ရှုထားတဲ့နေစဉ်ထုတ်သတင်းစာ ဂျာနယ်မဂ္ဂဇင်းစာဆောင် စားရည်တွေကနေနော်ဖတ်ရှုလေ့လာသိရှိရတဲ့ကဗဗဟုတုတ္တမြမအခြေအနေ ခစ်စနစ်ဒါတွေကိုမှီညံပြုပြီးတော့ကောင်းလို့ရရာထည့်တွင်ပြောဆိုနိုင်ပါတယ်ဒါကတော့ဂျာပန်စကားပြောဆိုနေဆိုင်ရာစီကံချက်တွေပဲဖြစ်ပါတယ်ဂျာပန်စကားပြောရရမှာဆိုလို့ရှိရင်အကြောင်းအရာတစ်ခုကိုအနည်းဆုံး3မိနစ်ကနေအများဆုံး9မိနစ်ထိတာပြောဆိုရတဲ့အတွဲကြောင့်မို့လို့အချိန်နဲ့အံဝင်ခွင့်ကြားပြောရပါမယ် အချိန်စိတ်ကနေ2မိနစ်အလိုမှာတတိပေးခေါင်းလောင်းပြီးပါတယ်အဲ့ဒီတတိပေးခေါင်းလောင်းဟာဆိုလို့ရှိရင်ဏီကုံချုပ်ဖို့အတွက်တတိပေးခြင်းဖြစ်တယ်ဒါကြောင့်ပြောလဲစတွေကိုအဆုံးသက်ပြီးတော့ဏီကုံချုပ်ရမှာဖြစ်ပါတယ်နောက်တစ်ချိန်ခေါင်းလောင်းပြီးပြီဆိုရင်တော့ဒါအချိန်ပြည့်သွားပြီဖြစ်တဲ့အတွက်ကြောင့်ဆက်ပြောလို့မရတော့ပါဘူးဆက်ပြောနေလည်းအမှတ်မရတော့ပါဘူးဒါကြောင့်စီကန်းကိုလေးစားလိုက်နာပြီးရောတတ်မှတ်ချိန်တွင်မှညီကုန်းချုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဂျပန်စကားကိုဘယ်လိုမျိုးပြောရလဲဆိုတာကိုဆရာတို့အတူတူလက်တွေ့ လှောက်ဆောင်ကြည့်ကြရအောင်ကိုပြောရမယ့်ခေါင်းစဉ်ကတော့ရုပ်ရှင်မင်းသားတာဖြစ်လင်ဆိုတဲ့ခေါင်းစဉ်နဲ့ပြောရမှာဖြစ်ပါတယ်အဲ့ဒါပထမအဆုံးဘလို၄ပြောဆိုကြလဲဆိုတာကိုလေ့လာကြည့်ပါမယ်တပါပတိဒီနေ့တကွာရွှေပွဲလာအပရိတ်တတို့ခင်ဗျာရုပ်ရှင်မင်းသားတော့ကျွန်တော်လည်းဖြစ်ချင်ပါတယ်လူငယ်လူရွယ်တိုင်းလည်းအဲ့ဒီအာတိတာတော့ရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်လူတိုင်းကိုအများကစိတ်ဝင်စားခြင်းခံရခြင်းနဲ့ထင်ပေါ်ကြောကြားခြင်းနဲ့ငွေကြေးချမ်းသာခြင်းနဲ့မိမိရဲ့တရားဆောင်လှုပ်ရှားမှုတွေကိုကြည်ပြီး ြေနဲ့နှစ်သက်ချီးမွမ်းခြင်းတွေကိုခံယူကျင်တာဓမ္မတာပါပဲစာမတက်လို့စာမဖတ်ဘူးရင်သာရှိမယ်ရုပ်ရှင်မကြည့်တတ်လို့မကြည့်ဘူးဆိုတဲ့လူတော့အင်မတန်နဲပါပါလိမ့်မယ်ရုပ်ရှင်ကြည့်ဘူးရင်အကောင်အဆိုးအကျိုးအပြစ်ကိုပြန်လဲပြီးလေ့လာကြသုံးသက်ဆွေးနွေးကြတဲ့အကျင့်ကလေးတွေရှိပါတယ်ပြည်သူလူထုနဲ့ဆက်ဆက်နေတဲ့ရုပ်ရှင်အမှုပညာတွေကို လူတိုင်းကလို့စိတ်ဝင် စားကြပါတယ် သူတို့အကြောင်းအကောင်အဆိုးကိုသတင်းစာဂျာနယ်မဂ္ဂဇင်းစာဆောင်တွေထဲမှာအကျဲတဝန်ဖော်ပြလေးရှိပါတယ်။ဘာပြုလို့လဲဆိုတော့ပြည်သူကစိတ်ဝင်စားကြတဲ့အမှုပညာရှင်တွေကိုသတင်းပေးဖို့လိုတဲ့အတွက်ပါပဲ။အမှုပညာသည်အမှုပညာသမားတို့အတွက်သာဆိုတဲ့ကြွေးကြော်တဲ့ကနေပြီးအမှုပညာသည်ပြည်သူအတွက်ဆိုတဲ့ရည်ရွယ်ချက်ကိုဥတီအကောင့်ထဲပေါ်လာကြတဲ့ခင်မှာရုပ်ရှင်မင်းသားဟာလည်းပြည်သူအကျိုးကိုတဒတ်တအားတည်ဖို့ဖို့တာဝန်ရှိလာပါတယ်။ လက်တဆုပ်စာဖြစ်တဲ့ဒနာရှင်တွေရဲ့အတိုင်းဝိုင်းကိုသာဖော်ထုတ်နေမယ်ဆိုရင်ပြည်သူအကျိုးကိုလစ်လျူရှုရာဂိယုမဆက်ရာရောက်ပါတယ်ကျွန်တော်ရုပ်ရှင်မြင်သာဖြစ်အောင်ကြိုးစားလေ့ကျင့်နေပါတယ်မဖြစ်ခင်တော့ကျွန်တော်တငယ်ချင်းတွေကလည်းထင်သေးကြတယ်ပေါ့လေရုပ်ရှင်ယူဆိုပြီးကွဲရမှဝိုင်းဟားနေကြတယ်ဒါပေမဲ့ကိစ္စမရှိပါမောင်မြင်ခင်တော့ဒီလိုပဲတီးခတ်ရမှာပေါ့ဒီနေ့နာမည်ကြီးထိတ်တန်းရုပ်ရှင်မြင်သာမြင်သမီးတွေဟာရောစစချင်းကြော်ကြားမှုကိုပိုင်ဆိုင်ကြတယ်လား ပြန်ကြည့်ရင်တဖြည်းဖြည်းမိမိရဲ့အသွေးအရောင်ပြောင်းမှုအတွေ့ကြော်ကြားမှုကိုရလာတယ်ဆိုတာထင်ရှားပါတယ်။အဲ့ဒီတော့ကျွန်တော်မဆက်မကြောက်စူးစမ်းပါမယ်။ရုပ်ရှင်ပညာတဲ့တယောက်ရဲ့အဓိကဒီအချင်းဟာမဆက်မကြောက်တတ်ရဘူးဆိုတာကိုလည်းကျွန်တော်သိထားပါတယ်။အဲရုပ်ရှင်မင်းသားများဖြစ်လာခဲ့ရင်တော့နေပူကြီးထဲမှာဘောင်းမီဖင်ကျဲဝစ်ပြီးတော့ဂျာကင်ကြီးတကားကနဲ့ရုံမဆိုးစေရပါဘူး။မြမရင်ကျင်းမှုဒလေထုံးစံနဲ့ကိုက်ညီတဲ့အပြုမှုတခြင်းတွေနဲ့သာ ပြီးဆိုတရုတ်ဆောင်သွားမယ်လို့ကတိပြုပါတယ်။ဒီနေ့ပြန်ကြားရေးဝန်ကြီးဌာနကချမှတ်ထားတဲ့ဆောင်ရန်ရှောင်ရန်အချက်လက်တွေကိုတတွေမတိန်လိုက်နာပြီးရုပ်ရှင်တီပြည်သူအတွဲဆိုတဲ့ဆောင်ပုတ်ကိုလက်ကင်ပြုကတော်တက်မှန်ကန်တဲ့ရုပ်ရှင်တရုတ်ဆောင်မှုမျိုးကိုခြေရှုသွားမယ်ဆိုတာကတိပြုလိုပါတယ်။နှစ်စဉ်ချင်းမြင့်တဲ့ရုပ်ရှင်အကယ်ဒမီစုပွဲတွေမှာ ဆိုရသူဖြစ်လာနိုင်အောင်လဲအသွေးအရောင်ပြောင်မြောက်အောင်ကျွန်တော်ကြိုးစားပါမယ်။တိုင်းပြည်နဲ့လူမျိုးအကျိုးကိုရှေ့ရှုတဲ့ရည်ရွယ်ချက်မျိုးပါတဲ့ကားမျိုးကြီးသာစင်စစ်ရွေးချယ်ရိုက်ကူးသွားမယ်ဆိုတဲ့အကြောင်းဂရိပေးရင်နဲ့ရုပ်ရှင်မင်းသားဖြစ်ခဲ့လင်ဆိုတဲ့အကြောင်းကို တင်ပြနေကုန်ချုပ်ပါရယ်ခင်ဗျာ။ဒါကတော့ဥက္ကမဝင်းရဲ့စကားစစ်ထုံးဤကဂျာပန်စကားကိုဒစိတပိုင်းကောင်းတော့ဖော်ပြထားတာပဲဖြစ်ပါတယ်။ ရှေ့ရသင်ခန်းစာတွေကိုကြည်ညင်းနဲ့လေးလာသိရှိခဲ့ပြီဆိုရင်တော့အခုဖော်ပြပေးထားတဲ့မိကုန်းတွေကိုလည်းလွယ်ကူစွာဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။